ယခုလေ့လာရမယ့်အစာအုပ်ကတော့စာရေးသူ Eric Fromm ရေးသားတဲ့ To have or to be ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။ The Book Reader for Brain YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။ကမ္ဘာဈေးကွက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IBSOS က2019ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ပြည်ရှင်မွန်လေ့လာချက်ရဲ့ရလဒ်ကို ထုတ်ပြန်ခဲ့ရမှာ လူတွေရဲ့ပြည့်ရှင်မှုကတစ်နှစ်အတွင်း90ရာခိုင်နှုန်းကနေ64ရာခိုင်နှုန်းအထိကျဆင်းသွားခြင်းကြောင့်သိရပါတယ်။ IBSOS ရဲ့ဘရာဇီယုံခွေကဘုတ်အဖွဲ့ဝင်တွေကတော့သူတို့နိုင်ငံပြည့်ရှင်မှုကျဆင်းခဲ့ရခြင်းမှာစီးပွားရေးနယ်လန်ပြန်ထူနိုင်မှုနှေးကွေးတာကအဓိကအချက်ဖြစ်တယ်လို့ဆိုခဲ့ရပါတယ်။ဒါပေမဲ့အခုဖော်ပြပေးမယ့် to have or to be စောင်းမှာတော့လူသားတွေရဲ့ပြည့်ရှင်မှုကျဆင်းရခြင်းကို နောက်ထပ်ရှုထောင့်တစ်မျိုးနဲ့ဖော်ပြပေးထားပါတယ်။အဲ့ဒါကတော့လူတွေရဲ့ပြုရှင်မှုအညွန်ကိန်းဟာသူတို့ပိုင်ဆိုင်တဲ့အရာဝတ္ထုတွေနဲ့တည့်ရဲ့အချိုးမကျပေသူတို့နေထိုင်တဲ့ဘဝပုံစံအပေါ်သာမုန်တီနေတယ်ဆိုတဲ့ရှုထောင့်ပါပဲ။ဒီစာအုပ်ဟာနာမည်ကျော်စိတ်ပညာရှင်အေရစ်ဖရွန်ရဲ့လူသားတွေရဲ့ဖြစ်တည်မှုပုံစံအပေါ်သူတည်တနာပြုလုပ်ရာကနေထွက်ပေါ်လာတာပါ။ဘဝမှာပိုင်ဆိုင်မှုရှိဖို့အသာပေးတဲ့ ရှိရှင်းလူနေမှုပုံစံကိုကျင့်သုံးနေသူတွေဟာဘလောက်ပဲပစ္စည်းဥစ္စာတွေပိုးကျွေဝပါစေပြိုရှင်မှုရနိုင်မှာမဟုတ်ဘူးလို့ဒီဆောင်မှာထောက်ပြထားပါတယ်ဖြစ်တည်ရှင်သန်မှုကိုအသာပေးတဲ့ဖြစ်တည်ရှင်လူနေမှုပုံစံကတော့တီထွင်ဖန်တီးမှုနဲ့ဖွေဖြိုးတိုးတက်မှုတွေကိုဖြစ်ပေါ်စေတာကြောင့်ရောင်ရည်မှုစိတ်ကျဉ်တဲ့မှုနဲ့ပြိုရှင်မှုပေါ်ရတယ်လို့ဖရွန်ကဆိုပါတယ်ဒီဆောင်မှာအဲ့ဒီလိုရှိရှင်းလူနေမှုပုံစံနဲ့ဖြစ်ရှင်းလူနေမှုပုံစံတို့ကို တခုချင်းရှင်းလင်းပြထားပြီသူတို့တခုကြားကကွာခြားချက်တွေကိုလည်းနှိုင်းရှင်းပြထားတဲ့အပြင်လွတ်လပ်မှုဆင်ခြင်တုံးတရားရှိမှုတွေနဲ့အတူအတိတ်ပဲရှိတဲ့လူနေမှုပုံစံရရှိအောင်ကူညီပေးမဲ့စာအုပ်ကောင်းတော်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့စာရေးသူ Eric Fromm ဟာ20ရာစုရဲ့နာမည်ကြီး German American စိတ်ပညာရှင်ဖြစ်ပြီးလူမှုဗေဒပညာရှင်နဲ့ဒသနပညာရှင်ကြီးလည်းဖြစ်ပါတယ်သူဟာဂျာမနီနိုင်ငံ ဟိုက်ဒိုဘာတက်ကတော်ကနေဒေါက်တာဘွေရရှိခဲ့သူဖြစ်ပြီး Max Conceptnoman The Anatomy of Human Destructiveness Man for Himself Escape from Freedom နဲ့ The Art of Living တို့လိုလေးနဲ့တဲ့စာအုပ်စာပေတွေကိုရေးသားခဲ့သူဖြစ်ပါတယ်။ To Have or To Be စာအုပ်ရဲ့အနှစ်ရှုံးမဆုကတော့အပ္ပတိုင်းအခန်း၃ခန်းခွေးရှားဖော်ပြသွားမှာဖြစ်ပါတယ်။ပထမခန်းရှိရှင်းတဲ့ဖြစ်တည်ခြင်းကြာကွာခြားမှုဒုတိယခန်း ချီရှင်တဲ့ဖြစ်တည်ရှင်တို့၏အနှစ်သာရနှင့်လူသားများပေါ်တည်ရမှု တာရိယခံချီရှင်မှသည် ဖြစ်တည်ရှင်စီသောဆိုတဲ့အခန်း၃ခန်းပဲဖြစ်ပါれပထမခန်းချီရှင်တဲ့ဖြစ်တည်ခြင်းကြာကွာခြားမှုစာရေးသူဖရွန်က to have or to be ဆောင်းမှာချီရှင်လူနေမှုပုံစံ happy lifestyle နဲ့ဖြစ်တည်ခြင်းလူနေမှုပုံစံ being lifestyle တစ်ခုအကြောင်းကိုအဓိကဖော်ပြထားပါれချီရှင်လူနေမှုပုံစံမှာက ပြင်မအရာဝတ္ထုတွေကိုစုဆောင်းပိုင်ဆိုင်ခြင်းဒီသာဘဝရဲ့ရည်ရွယ်ချက်လို့သဘောထားပါတယ်ဒါကကလေးတွေအစာမျိုးချတာနဲ့လေအလားတူပါတယ်ကလေးတွေဟာပစ္စည်းတစ်ခုခုကိုမြင်တာနဲ့အကုန်ကောက်ကင်ပြီးပါဇက်သေးထိတတ်ကြတယ်လို့ချီရှင်လူနေမှုပုံစံနဲ့နေထိုင်ကြတဲ့တွေဟာပြင်မအရာဝတ္ထုမှန်သမျှကို ကိုယ်ပိုင်ပစ္စည်းဖြစ်လာအောင် ပြောင်းလဲရှင်ဆက်ရှိကြပါတယ်ဒီစိတ်သက်ကကိုမြင်လဲရတဲ့ပန်းတွင်ကိုခူးယူပိုင်ဆိုင်လိုက်ခြင်းနဲ့လေအလားတူပါတယ် ပန်းသွင်းကိုခူးယူလိုက်တဲ့အခါဒီပန်းမွင့်ကိုငါအပိုင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်သာရှိပြီးပန်းမွင့်နဲ့အပြန်အလှန်ထိတွေ့ဆက်ဆံရှင်တဲ့စိတ်တော့မရှိပါဘူးဒီလိုပိုင်ဆိုင်ရှင်စိတ်ကြီးစွနေတဲ့ဆက်ဆံရဲ့မျိုးကနေဒီထွင်ဖန်တီးနိုင်စွန်းနဲ့ကိုစွန်းကိုစရွေလေးထွက်မလာနိုင်တာကိုတွေ့ရပါလိမ့်မယ်ချစ်ရှင်လူနေမှုပုံစံနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဖြစ်တည်ရှင်လူနေမှုပုံစံကတော့ပြမရာတွေကိုပိုင်ဆိုင်ဖို့ရည်ရွယ်ချက်နဲ့ထိတွေ့ဆက်ဆံတာမဟုတ်လို့ ကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုတက်တက်ကြွကြွထုတ်ပေါ်ပြသပြီးကဘာကြီးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါဝင်လှုပ်ဆောင်နိုင်စေတာကြောင့်ကဘာကြီးနဲ့တသားတွေဖြစ်လာစေပါတယ်ဖြစ်တည်ရှင် လူနေမှုပုံစံဟာပြင်မအရာဝတ္ထုတွေရဲ့တဘဝအခြေအနေနဲ့ဘဝရဲ့လုပ်ငန်းစဉ်တွေကိုမဖြက်စီးပစ်ပေလေးစားမှုထားရှိပါတယ်မြင်သာအောင်နမုန်းနာပြရမယ်ဆိုရင်တော့ပန်းလေးတစ်ပွင့်လှလှပပပွင့်ဖူးနေတာကိုမြင်ရတဲ့နဲ့ခူးဆွဲရယူပိုင်ဆိုင်လို့စိတ်မထားပဲ ပန်းမွေးလေးရဲ့အလှတရားကိုအတိမတ်ပြုရှိကြပြီးဘဝရဲ့ပြည့်ရွှင်မှုနဲ့အလှပတွေကိုသဘောပေါက်နားလည်ခြင်းမျိုးပါရှိရှင် happy နဲ့ဖြစ်တည်ရှင်ဘင်းရင်ဆိုတဲ့ချင်းနံမှုပုံစံနှမျိုးကိုဘဝရဲ့ခန္ဓာပေါင်းစုံမှာတွေ့မြင်နိုင်ပါလေဥပမာအဖြစ်ကျောင်းမှာစာသင်တဲ့အခါမှာလေကျောင်းသားတဦးနဲ့တဦးသင်ယူပုံနီးလန်းတွေမတူညီကြပါဘူးတချို့ကျောင်းသားတွေကဆရာသင်ပေးတာကိုနားထောင်ရင်ဆရာပြောသမျှတလုံးမကြံရအောင်မှတ်စုတွေအသေးအတန်လိမ့်မှတ်တတ်ကြပါတယ် ီလိုမျိုးမှတ်စုတွေကဆရာသင်ခန်းစာကိုအကုန်ပြန်ကူးရတာနဲ့ဘာမှမထူးပါဘူးဒီပုံစံနဲ့သင်ယူတဲ့သူတွေဟာဘ ഹു သူနာကိုသာပိုင်ဆိုင်သွားတာဖြစ်ပြီးအဲ့ဒီဘ ഹു သူနာကိုစာမေးခွန်းအောင်ဖို့အတွက်လောက်ပဲအသုံးချနိုင်ပါလိမ့်မယ်သူတို့ရရှိထားတဲ့ဘ ഹു သူနာတွေကိုအခြေခံပြီးတီဆောင်မှုဖန်တီးမှုတွေတော့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး1965ခုနှစ်ရဲ့ယူဘဗေဒနိုဘယ်ဆုရှင်ရရှိတ်ဖိုင်မန်းကငါမဖန်တီးနိုင်ရင်အဲ့ဒီအရာကိုငါနားမလည်သေးဘူးလို့ ပင်ယုံမှုနဲ့ပတ်သက်တဲ့နာမည်ကြီးစကားတစ်ခုကိုပြောခဲ့ဖူးပါလေဆိုလိုတဲ့သဘောကတစုံတရာကိုဖန်တီးမှုလောက်နိုင်မှသာအဲ့ဒီအရာကိုအမှန်တကယ်နားလေပြီးအသုံးချနိုင်မှ ဖြစ်တယ်လို့ဆိုလိုတာပါရှီရှင်းစိတ်နဲ့စိတ်ထားနဲ့ပင်ယုံသူရဲ့ဟာဆရာချင်းပြတာတွေစာမေးပွဲမှာမေးလိုက်ရင်တော့ကျင်းကျေပေါက်ဖြစ်နိုင်ပြီးအမှတ်ကောင်းကောင်းရပါလိမ့်မယ်ဒါပေမဲ့ဆရာတင်မထားတာတွေစာမေးပွဲမှာပါလာရင်တော့ချွေးတွေပြန်ပြီးချင်းမကင်မိလက်မကင်မိဖြစ်ကုန်တတ်ပါတယ် ဖြစ်တည်ခြင်းစိတ်နဲ့စိတ်ထားနဲ့တင်ယုံသူတွေကတော့ကျောင်းပင်ရောညွန်းနှန်းတွေကိုကြိုတင်လည်လာပြင်ဆင်ထားမယ်တက်တက်ကြွကြွတွေးခွန်ဆင်ရှင်မယ်ပြီးတော့သူတို့ကိုသူတို့မိကုံးတွေထုတ်ပါလိမ့်မယ်သူတို့ဟာဆရာစကားနားထောင်နေဆရာတင်ကြားမှုတွေကိုသူတို့ရဲ့ကိုပိုင်မိကုံးတွေနဲ့ပေါင်းဆက်ပြီးကိုပိုင်အသိပညာစနစ်ကိုတိဆောက်လေရှိကြပါတယ်သူတို့အတွက်တော့ပင်ယုံမုံဆိုတာဟာပဆူတွေလိမ့်မဲ့ဖို့မဟုတ်ပဲ ဆရာပြောတာတွေကိုစိတ်ဖွင့်ထားပြီးနားထောင်သင်ယူဖို့ဖြစ်ပါတယ်။သူတို့တွေဟာဆရာပြောတာကိုအကုန်တစ်ထက်တည်းကိုပြီးရဲတာမျိုးမလုပ်ကြပဲဖိုင်မှန်ပြောခဲ့တဲ့သင်ယူမှုပုံစံလိုမျိုးပဲကိုပိုင်းနားလေမှုနဲ့သုံးသပ်မှုတွေပြုလုပ်ပါတယ်။ပြီးရင်တော့သူတို့နားလေထားတာတွေကိုဘာမှမသိတဲ့ကလေးတယောက်ကိုတောင်နားလေအောင်ပြန်ရှင်းပြနိုင်စွမ်းရှိသွားကြပါတယ်။ဒါဟာဖိုင်မှန်ရဲ့သင်ယူမှုနည်းလမ်းဖြစ်ပြီးဖြစ်တည်ရှင်းဘဝနေမှုပုံစံနဲ့ အသိပညာလေးလာစီးပူးခြင်းလို့လေပြောရမှာဖြစ်ပါတယ်။ပို့ပြီးချင်းအောင် ပြောရရင်တော့ရှိရှင်းသိဉုံမှုနီးကငါမှာအသိပညာဘုဒ္ဓရာရှိတယ်ဆိုတော့ပုံစံမျိုးဖြစ်ပြီးအဲ့ဒီအသိပညာတွေကိုအသုံးမချနိုင်ပါဘူး။ဖြစ်ရှင်းသိဉုံမှုနီးကတော့ငါသိနားနေတယ်ဆိုတော့ပုံစံမျိုးဖြစ်ပြီးဒီဘုဒ္ဓရာတွေကိုအသုံးချရင် ပြဿနာတွေကိုဖြစ်ရှင်းနိုင်ဆုံးရှိပါတယ်။ဒီမတူညီတဲ့ဘဝနေနည်းတစ်ခုကိုချစ်သူနှုတ်ကြမိဘနဲ့သားသမီးကြအစရှိတဲ့ လူလူချင်းပေါင်းသင်းဆက်ဆံရေးတွေမှာလေတွေ့ရတတ်ပါတယ်။ချစ်ချင်းကိုဦးစားပေးတဲ့ချစ်ချင်းတရားမှာလူနေရဟာတယောက်ကိုတယောက်ကိုယ့်အပိုင်လိုသတ်မှတ်ထားလေးရှိကြပါတယ်။ဒီလိုအချက်မျိုးကတစ်ဖက်လူအတွက်ခံစားချက်မကောင်းစေတဲ့အပြင်ရှုပ်ရှည်မှုနဲ့နာကျင်မှုတွေကိုလေဖြစ်စေနိုင်ပါတယ်။ဖြစ်တီချင်းကိုဦးစားပေးတဲ့ချစ်ချင်းမျိုးကတော့တစ်ဖက်လူအပေါ်အမှန်တကယ်ဂရုစိုက်ပြီးပြီးချာလွတ်လပ်တဲ့လူတယောက်အဖြစ်အတိအမှတ်ပြုပေးပါတယ်။ဒီလိုအချက်မျိုးဟာပိုကောင်းတဲ့ဘဝအတွေ့အကြုံတွေကို အပြန်အလှန်ဖန်တီးနိုင်စွမ်းရှိစေတယ်လို့လေဖရွန်ကရေးသားဖော်ပြထားပါတယ်ဒုတိယခံချီချင်းနဲ့ဖြစ်တီချင်းတို့ဤအမြင့်သာရနဲ့လူသားမြတ်ဘုတရားမှုချစ်အခမ်းမှာရှိရှင်းနဲ့ဖြစ်ရှင်းဘဝပုံစံနှမျိုးရဲ့ကွာခြားပုံတွေကိုအကြံပြင်းလစ်လာပြီးပြီဖြစ်တဲ့အတွက်ဒီအခမ်းမှာတော့အဲ့ဒီဘဝပုံစံနှမျိုးရဲ့အခြေခံဇယက်လက္ခဏာနဲ့အနှစ်သာရတွေအကြောင်းဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရှိရှင်းဘဝနေထိုင်မှုပုံစံ having lifestyle ရဲ့အခြေခံဈေးလက္ခဏာတွေကိုလေ့လာကြည့်ကြရအောင်ပါချီချင်းလူနေမှုပုံစံဟာကိုယ်ပိုင်ပစ္စည်း own property ဆိုတဲ့သဘောထားကိုအခြေခံထားတာဖြစ်ပြီးလက်ရှိသက်မဲ့အရာဝတ္ထုအလုံးကိုပိုင်ရှင်စိတ်တဲ့ဆက်ဆံတဲ့သဘောဝရှိပါတယ်ဒီလိုဆက်ဆံမျိုးရှိတဲ့သူဟာသူနဲ့ထိတွေ့သမျှတက်ရှိသက်မဲ့အရာဝတ္ထုတွေကိုသူအမြဲတမ်းပိုင်ဆိုင်ရမယ်လို့လေစိတ်ကူးရင်လည်းရှိပါတယ်လူလောကမှာကိုယ်ပိုင်တဲ့အရာ ဆိုပြီးကာကွယ်နေကြမယ် အကျုံးမြက်ကိုပြီးကြည်တဲ့စိတ်နဲ့အလုံးလုံးနေကြမည်ဆိုရင်ချီရှင်းလူနေမှုပုံစံနောက်ကိုလိမ့်မိလိမ့်မယ်လို့ဖရွန်ကသတိပေးထားပါတယ်။ဒီစိတ်နဲ့လွှမ်းမောထားတဲ့လူအတိုင်းဝိုင်းတွေဟာပိုင်ဆိုင်မှုနဲ့အကျိုးအမြတ်ရှိဖို့ပေါ်ပဲအပြင်းအဆန်ကြိုးပမ်းကြမှာဖြစ်ပြီးပိုင်ဆိုင်မှုပေါ်များတဲ့လူတွေကိုရိုသေလေးစားတဲ့အထက်တန်းလှော်တယ်လို့သတ်မှတ်ကြပါလိမ့်မယ်။လူတွေဟာပစ္စည်းဥစ္စာတွေတင်မကပဲမိတ်ဆွေတငယ်ချင်းနဲ့ချစ်သူရေးစားဆက်ဆံရေးတွေမှာပါ ပိုင်ဆိုင်ရှင်ရဲ့စိတ်တွေလွှမ်းမောလာမှာဖြစ်ကြောင်းခံစားချက်တွေဟာကိုပိုင် PC ဥစ္စာသဘွေဖြစ်လာပြီးပေါင်းသင်းဆက်ဆံရေးတွေဟာလေပိုင်ဆိုင်သူနဲ့ပိုင်ဆိုင်ချင်းခံရသူကြားကဆက်ဆံရေးမျိုးထက်ဘာမှမပေါ်တော့ပါဘူးဒါပေမဲ့အဲ့ဒီလိုပေါင်းသင်းဆက်ဆံရေးမျိုးဟာလူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေနိုင်တယ်လို့စာရေးသူကဆိုပါတယ်ဘာလို့လဲဆိုတော့ဒီလိုဆက်ဆံရေးမျိုးမှာလူတွေဟာသူတို့ဘာတွေဘလောက်ပိုင်တယ်လဲဆိုတာကိုသာအလေးထားကြပြီးသူတို့ရဲ့ဖြစ်တည်မှုကို ပစ္စည်းဥစ္စာစူဆောင်းရင်းနဲ့သာအလိပ်ပေးတက်မှတ်လာကြမှာမို့ပါပဲဒီလိုလူမျိုးတွေဟာငါနောက်ထပ်အိမ်တလုံးဝေထားပြီးပြီးငါအိမ်ကဘလောက်ကြေတာငါကားအသစ်ဝေထားပြီးစားတဲ့စကားမျိုးတွေကိုပဲပြောတတ်ကြပါတယ်ဒီလိုတွေပြောနေတဲ့အခါမှာလေငါသူများထက်ပိုအောင်မြင်တဲ့ဘဝရနေပြီဆိုပြီးသူတို့ကိုသူတို့ဂုံယူတတ်ကြပါတယ်ဒါပေမဲ့ဒီစကားစုတွေရဲ့သဘောတဘာဝကိုတေရှာသုံးသက်ကြည့်မယ်ဆိုရင်သူတို့ရဲ့ဘဝကိုသူတို့ပိုင်ဆိုင်တဲ့ ပြမအရာဝတ္ထုတွေနဲ့အတိတ်ပဲတတ်မှတ်နေတယ်ဆိုတာမြင်တွေ့နိုင်ပါတယ်။တနည်းအားဖြင့်သူတို့ရဲ့လူတံမိုးကိုပြမကဘာကပစ္စည်းဥစ္စာတွေဘလောက်များများပိုင်ဆိုင်ထားတယ်ဆိုတာနဲ့ပိုင်းတာနေတဲ့သဘောပါပဲ။သူတို့ရဲ့ပိုင်ဆိုင်မှုပုံများတဲ့တခြားသူတွေကိုမြင်ရင်လေအဲ့ဒီလူတွေရဲ့ဘဝကကိုယ့်ထက်တာနေပြီဆိုပြီးမနာလိုဝန်တုံစိတ်တွေဖြစ်လာတတ်ပါတယ်။ဒါဟာရှိရှင်းဘဝနေထိုင်မှုပုံစံရဲ့ဇယိတ်လက္ခဏာတွေပါပဲ။အကယ်၍လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံဟာချီချင်းအဖို့အခြေခံထားတွေဆိုရင်သူတို့ရဲ့ပြုရှင်မှုတင်းတဲ့ရောင်ရင်မှုဟာရုပ်ဝတ္ထုပစ္စည်းတွေကိုပိုင်ဆိုင်ခြင်းကနေသာဖြစ်တည်လာပါလိမ့်မယ်သူတို့ကသူများတွေထက်ငွေကြေးဒဏ္ဍာပိုးပိုင်ဆိုင်ရမှသာသူများတွေထက်ပိုပျော်နေတယ်ပိုကျင်တဲ့ရောင်ရင်နေတယ်လို့ခံစားရမှာပါဒါပေမဲ့တကယ့်လက်တွေ့ကိုကြည့်မင်းဆိုရင်ကဘာပေါ်မှာမရေမတွက်နိုင်တဲ့အရာဝတ္ထုပေါင်းများစွာရှိပြီး ကိုထက်ပစ္စည်းဥစ္စာပိုများများပိုင်ဆိုင်တဲ့လူတွေကလည်းနေရာတိုင်းမှာရှိပါတယ်။ကဘာအချမ်းသာဆုံးပုံကောတော်မှာကဘာပေါ်မှာသူမပိုင်ဆိုင်နိုင်တဲ့အရာတွေရှိနေတော့မှာပဲ။ရယူပိုင်ဆိုင်လို့သူတရားဟာသူတို့မပိုင်ဆိုင်ရသေးတဲ့အရာကိုမြင်တာနဲ့ပိုင်ဆိုင်ရှင်လာပါတယ်။အဲ့ဒီအရာကိုမရနိုင်ဘူးဆိုရင်လေမူလပြည့်ရှင်မှုတွေချက်ရှင်းကွဲပြောက်သွားပြီးဒေါသတွေထွက်မကျေမနှက်တွေဖြစ်လာတတ်ပါတယ်။ရယူချင်းကောသာဦးစားပေးသူတွေဟာသူတို့ရဲ့ပြည့်ရှင်မှုနဲ့ ချမ်းသာဒုက္ခတွေအားလုံးကိုပြင်မအရာဝတ္ထုတွေစီကနေပဲရယူနေမိတာကြောင့်တို့ရဲ့အတွင်အိစက်တမှာရှိတဲ့ပင်ကိုတန်ဖိုးတွေကိုလေတို့တက်အောင်မတီးဆောင်နိုင်တော့ပါဘူးချီချင်းဘဝနေထိုင်မှုပုံစံဟာလူသားတွေနဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကြားမှာစိမ့်ကားတဲ့ဆက်ဆံရေးမျိုးတော့သာဥတည်စေပါတယ်အပေါ်ရန်ကြည့်ရင်တော့လူတွေကပစ္စည်းဥစ္စာကိုပိုင်းဆိုင်ထိန်းချုပ်နိုင်တဲ့ပုံစံပေါက်နေပေမဲ့တကယ်လက်တွေ့မှာတော့ PC ဥစ္စာတွေကသာ လူတွေကိုထိန်းချုပ်ကြိုးကင်နေကြတာပါ ရှင်းရှင်းလူနေမှုပုံစံကဘာဝါအာနာလိုအပ်မှုကိုလေဖြစ်လာစေတယ်လို့စာရေးသူကယုံကြည်ပါတယ်ဥပမာအားဖြင့်ကိုပိုင်တဲ့အရာကိုတခြားသူတွေမယူသွားအောင်ဒါစီဖို့အတွက်ဘာဝါအာနာကိုအားကိုးရတယ်လို့တပားသူစီကလူယူဖို့အတွက်လေဘာဝါအာနာလိုအပ်တာမျိုးပါဒါကြောင့်ဒီနေထိုင်မှုပုံစံမျိုးကကျေပြက်တဲ့လူမှုအတိုင်းဝိုင်းအစ်စ်မာရော လူနည်းပေါင်းသင်းဆက်ဆံတဲ့ အဆင့်တွေမှာပါမကြံထိန်းချုပ်ဖိနှိပ်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်ထိန်းချုပ်ခြင်းနဲ့ဖိနှိပ်ခြင်းဟာရစ်ချင်မှာတရားသူတွေရဲ့ကိုယ်ပိုင်လောက်ပိုင်ခွင့်ကိုထိခိုက်စေပြီးလူဖွဖြိုးတိုးတက်မှုတွေကိုလည်းနှောင့်နှေးစေပါတယ်ဥပမာအားဖြင့်ကုမ္ပဏီတစ်ခုမှာအလုပ်ကိုအချိန်မှန်လာပြီး အလုပ်ပြီးအောင်လုပ်နိုင်တဲ့ဝန်ထမ်းတွေကိုစုပေးပြီးအလုပ်မပြီးတဲ့ဝန်ထမ်းတွေကိုတော့ဒဏ်ကြေးကောက်ပြီးဆိုပါတော့တကယ်တမ်းကဒီစနစ်ဟာဝန်ထမ်းတွေကိုတစ်ဖက်လေးနဲ့ ထိန်းချုပ်ကြိုးကင်ထားခြင်းသာဖြစ်ပါတယ်ဒီစနစ်မျိုးမှာဝန်ထမ်းတွေဟာစုတွေရဖို့နဲ့အပြစ်ပေးမခံရဖို့အတွက်သာအလုပ်လုပ်ကြမှာဖြစ်ပြီးတီထွင်ဖန်တီးနိုင်စွန်းနဲ့အလုပ်အပေါ်စိတ်အားထက်သန်မှုတွေတော့ဆုံးရှုံးလာကြပါလိမ့်မယ်ဒီအရာတွေမရှိတော့တဲ့အခါသူတို့ရဲ့လူဆွန်အားဖွပြိုးတိုးတက်မှုလေရှိတော့မှာမဟုတ်ပါဘူးချစ်ချင်းဘဝနေထိုင်မှုပုံစံနဲ့ဇေယျလက္ခဏာတွေကိုလစ်လာအပြီးမှာတော့ဖြစ်တည်ရှင်ဘဝနေထိုင်မှုပုံစံနဲ့ being lifestyle ရဲ့သဘောတဘာဝတွေကို ဆက်လက်လေ့လာကြည့်ကြပါမယ်။စာရေးသူဖရွန်ကဖြစ်တည်ခြင်းဘဝနေထိုင်မှုပုံစံဟာဘဝအတွေ့အကြုံတွေရယူခြင်း having experience တက်တက်ကြွကြွရှိခြင်း being active နဲ့ဒီထွင်ဖန်တီးနိုင်ခြင်းဒီထွင်ဖန်တီးနိုင်ခြင်း being creative တွေအပေါ်အခြေခံနေလို့ဆိုပါတယ်။ဒီနေရာမှာပြောတဲ့အတွေ့အကြုံဆိုတာက အရာဝတ္ထုတွေပိုင်ဆိုင်ရရှိတဲ့အတွေ့အကြုံမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ ဆိုင်ရည်သူဆိုလိုတဲ့အတွေ့အကြုံဆိုတာကပိုင်းဆိုင်မှုမပါဘဲတွေ့ကြုံခံစားခြင်းကိုသာဆိုလိုတာပါတက်ကြွခြင်းဆိုတာဟာလေခန္ဓာကိုယ်ပိုင်းတက်ကြွတာကိုပြောတာမဟုတ်ပေအတွင်းစိတ်တွေကနေလှုပ်ဆောင်ခြင်းစိတ်ထက်သန်နေတာမျိုးကို ဆိုလိုပါတယ်မိသားစုကိုပံ့ပိုးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အလုံးလုံးနေရတဲ့လက်မှုပညာရှင်တွေသူများလေးစားတာခံရဖို့အလုံးလုံးနေရတဲ့ဆရာဝန်နဲ့သိပ္ပံပညာရှင်တွေဟာအလုပ်အဖို့ကိုယ်ပိုင်ဆန္ဒနဲ့စစ်မှန်တဲ့စိတ်ဝင်စားမှုမရှိတာကြောင့် တက်တက်ကြွကြွအလုံးလုံးနိုင်ကြမှာမဟုတ်ပါဘူးလူတွေဟာအလုံးမှမပြောရှင်ဘူးဆိုရင်တီထွင်ဖန်တီးနိုင်စွန်းလေမထက်တန်တော့ပါဘူးဒီတော့ပုံသေးအချုံဒီအတိုင်းအင်ဂျီချုံနေတာမျိုးအဝတ်ချိုဆက်ရဲ့အလုံးလုံးပုံကိုသေးရှာမသိပေအဝတ်ချိုဆက်ပြင်နေတာမျိုးတွေသာဖြစ်နေပါလိမ့်မယ်ဒီလိုစိတ်သက်မျိုးနဲ့သာဆိုရင် အလုံးလုံးနေတယ်ဆိုပေမဲ့အလုံးနဲ့လူကတီရှာစီဖြစ်နေတတ်ပါတယ်တနည်းအားဖြင့်ကိုကိုတိုင်ကအလုတ်ကိုလိုလိုလားလားလှုပ်ရှင်လို့မဟုတ်ပေ သူများကလှုပ်ခိုင်းလို့လုပ်ရတဲ့ပုံစံဖြစ်နေပါလိမ့်မယ်။ပြီးထွင်ဖိုင်နေနိုင်စွမ်းဟာဖြစ်တည်ရှင်လူနေမှုပုံစံအတွက်လိုအပ်တယ်ဆိုပေမဲ့လုံးဝအသက်ဆက်ဆက်ကြီးကိုကောက်ထွင်နိုင်စရာတော့မလိုပါဘူး။ဒီမှာပြောတယ်တီထွင်ဖန်တီးနိုင်စွန်းဆိုတာကဖန်တီးနိုင်တဲ့စွန်းရည်ထက်ဖန်တီးနိုင်တဲ့အခြေအနေကိုသာဆိုလိုတာပါ။ဥပမာအားဖြင့်စာဖတ်သူဟာသူတင်စနာစာတန်းတစ်စောင်ကို ရေးသားနေတယ်ဆိုပါတော့ဒီစာတန်းအတွက် theory တွေအစိုးပြုအချက်လက်တွေကို စူးစီးတင်ပြပြီးတဲ့နောက်မှာကြောင်းကျိုးညီညွတ်မှုရှိကြောင်းအထောက်ထားပြရပါတယ်။စာဖက်သူရဲ့သူရေသနစာတမ်းအိန္ဒိယဟာအသည့်ဖြစ်ရှင်မှဖြစ်ပါလိမ့်မယ်။ပညာရဲ့ရှုထောင့်ကကြည့်ရင်လေအရန်ကြီးတန်ဖိုးရှိရှင်မှရှိပါလိမ့်မယ်။ဒါပေမဲ့ဖြစ်တည်ရှင်ဘဝနေမှုပုံစံအရာဆိုရင်တော့ဒီလိုအလုံးမျိုးကိုလေတီထွင်ဖန်တီးနိုင်စွမ်းနဲ့လုပ်တဲ့အလုံးလို့သတ်မှတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီသူရေသနစာတမ်းကိုရေးသားနေစဉ်တခြားမှာစာဖက်သူရဲ့စိတ်က လက်ကျွားတဲ့ဖန်တီးမှုအခြေအနေသေးကိုရောက်ရှိနေလို့ပါပဲ။စာဖတ်သူအနေနဲ့စကားစုအသုံးနှုန်းတွေကိုစဉ်းစားရွေးချယ်ရမယ်။အရာရာတိုင်းကိုအစီအစဉ်ပြန်ချရမယ်။အခက်အခဲတွေတွေ့ရင်ဝန်းနေရမယ်။အခက်အခဲတွေကြုံလွားနိုင်ရင်ပြောင်းရွှေ့ရမယ်။ပြဿနာတွေဖြေရှင်းရင်စိတ်တွေလှုပ်ရှားမယ်။နောက်ဆုံးစာတန်းကြီးပြီးမြောက်သွားတဲ့အခါပြောင်းရွှေ့ဝမ်းမြောက်ပါမယ်။စာတန်းရဲ့ရလက်ကဘာပဲထွက်လာထွက်လာစာဖတ်သူဟာတီထွင်ဖန်တီးနိုင်ရတာတော့သိရှာပါရဲ့။ ဒါဟာဖြစ်တည်ခြင်းဘဝပုံစံမှာပါတဲ့တီထွင်ဖန်တီးနိုင်စွမ်းရဲ့ဆိုလိုရင်းပါပဲဘဝရဲ့အတွေ့အကြုံကနေစဉ်ပြကြွနိုင်ခြင်းနဲ့ဖန်တီးခြင်းတွေဖြစ်ပေါ်လာတဲ့အခါမှာပြင်မအရာဝတ္ထုတွေပေါ်မိန်ခေါ်မှုကိုစွန့်လွှတ်လိုက်ပြီးကိုယ့်အရည်ချင်းကိုတိုးတက်အောင်ကြိုးစားတက်လာတာကြောင့်ရည်ချေခံတဲ့ပြည့်ရွှေမှုနဲ့ကျင်းတဲ့ရောင်းရင်းမှုကိုရရှိလာပါလိမ့်မယ်ဖြစ်တည်ခြင်းနေတယ်မှုပုံစံဘက်ကိုပြောင်းလဲနိုင်လာတဲ့အခါကိုယ်ဘသူလေးဆိုတာကို ပြင်မအရာတွေတုံးပြီးတက်တဲ့ပြနေစရာမလိုတော့သလိုကို့ပြုရှင်မုံအတွက်မျက်နှာပုံအတူအောင်တွေတက်နေစရာလည်းမလိုတော့ပါဘူးကို့အပြုတ်မုံတွေကိုစစ်မှန်တဲ့စိတ်အားတကြွမှုနဲ့အင်းအားပြုတ်ရတဲ့ပင်ကိုအီရှင်းတွေကနောက်ွေကနေပံပိုးပေးနေတာကြောင့်ဖန်တီးမှုလုပ်ငန်းစဉ်တလျှောက်မှာရရှိလာတဲ့အတွေ့အကြုံတွေကိုပေါင်းစည်းပြီးမိမိရဲ့စစ်မှန်တဲ့ဖြစ်တည်မှုတစ်ခုကိုဖန်တီးနိုင်လာပါလိမ့်မယ်ဖြစ်တည်ရှင်ဘဝပုံစံနဲ့နေထိုင်နေသူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်ဖို့တိတ်ဂယုမထားတော့ပဲအတွင်အနှစ်သာရဖြစ်တဲ့စွန့်လွတ်အနစ်နာခံမှုတကောကောင်းမဆန်တဲ့ချစ်ချင်းမေတ္တာအလုတ်ဘူးစူးစိတ်နှမြုံမှုနဲ့အခက်အခဲတွေကိုရင်ဆိုင်ကြိုလားနိုင်စွန်းတို့လိုအကြီးချင်းတွေကသာတန်ဖိုးထားလိမ့်ရှိရတယ်လို့ဖရွန်ကဖော်ပြထားပါတယ်တာရိယခံချစ်ချင်းမသည်ဖြစ်တည်ခြင်းစီတို့ချစ်နှခန်းကိုသေချာလေးဖတ်ရှုပြီးပြီဆိုရင်တော့ချစ်ချင်းဘဝနေမှုပုံစံဟာ လူဖွပြိုးတိုးတက်မှုကိုနှိမ့်ကွေးစေပြီးဖြစ်တည်ချင်တဲ့ချင်းဘဝနေမှုပုံစံကတော့လူဖွပြိုးတိုးတက်မှုကိုဖြစ်ပေါ်စေကြောင်းသိရှိပြီးလောက်ပါပြီ။ဒါကြောင့်ဒီအခန်းမှာတော့ချီချင်းကနေဖြစ်တည်ချင်းဘဝနေပုံစံကိုဘယ်လိုပြောင်းလဲဆိုတာကိုစာဖတ်သူအတွက်လမ်းညွန်ပေးသွားပါမယ်။လူတွေဟာချီချင်းဘဝပုံစံမှာပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေအပေါ်မှင်ခေါ်ကြတာအသားကျနေပြီဖြစ်တာကြောင့် ကိုယ့်ရဲ့ရရှိပိုင်ဆိုင်ခြင်းစိတ်တွေကိုစွန့်လွှတ်ဖို့ခက်ခဲမေဆိုတာကိုတော့အရင်ဆုံးသဘောပေါက်နားလည်ထားဖို့လိုပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေဟာဂျိုင်းထောက်လိုပါပဲ။ဂျိုင်းထောက်ကိုမှင်ကိုအားထားနေတဲ့လူတယောက်အတွက်ဂျိုင်းထောက်ပျက်စီးသွားတဲ့အခါမှင်ကိုစရာမရှိတော့ပါဘူး။ဒီလူဟာဂျိုင်းထောက်မှာပါပဲ။လမ်းချောက်တက်တဲ့အကျင့်မရှိတာကြောင့်သူ့ခြေထောက်ကိုတုံပြီးဘလို့လမ်းချရမလဲဆိုတာကိုတော့သိချင်မှသိပါလိမ့်မယ်။စာဖတ်သူဟာကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကိုအောင်အောင်မြင်မြင်ပြောင်းလဲခြင်းနဲ့ဆိုရင် ရှိရှင်လူနေမှုပုံစံရဲ့ပြည့်ချက်တွေကိုအရင်မြင်အောင်ကြည့်ဖို့လိုပါတယ်။အတွေးတွေဟာအပြုအမူနဲ့လှုပ်ဆောင်မှုတွေရဲ့ရှေ့ပြေးပါ။ဒါကြောင့်ရှိရှင်လူနေမှုပုံစံရဲ့ချွေးရင်းချက်တွေအမှားတွေကိုတွေးတက်မြင်တက်မှသာပြောင်းလဲဖို့လမ်းကြောင်းကိုရှာတွေ့ပါလိမ့်မယ်။ဒီချွေးရင်းချက်တွေကို မြင်လာဖို့အတွက်အရင်ဆုံးငါပိုင်ဆိုင်ထားတဲ့ပြည်စည်းဥပစာပမာဏကငါပြုရှင်မှုနဲ့တည့်ရဲ့အချိုးကျရဲ့လားဆိုတဲ့မေးခွန်းကို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  မေးကြည့်ပါ။ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဥစ္စာတွေဟာပိုင်ဆိုင်ခါစမှာတော့အယံပြွှင်သလိုခံစားရပြီးဂုံယူမှုတွေဝမ်းမြောက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီပြွှင်မှုတွေဟာတဖြည်းဖြည်းနဲ့ရုပ်ပါပြောက်ွယ်လာတတ်ပါတယ်။အထူးသဖြင့်ကိုပိုင်ဆိုင်ခွင့်မရှိသေးတဲ့ပိုကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရတဲ့အခါချင်းဆွေးပြွှင်မှုတွေပြောက်ွယ်သွားရုံတင်မကပဲဒီပစ္စည်းဥစ္စာကိုကိုမပိုင်ရတဲ့အတွက် ဒေါသတွေမှာထွက်လာပြီးကိုဘဝအတိတ်တွေကို စတင်တင်ရဖြစ်လာပါလိမ့်မယ်။ပြောရှင်မှုဟာလူတယောက်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာပမာဏနဲ့တရိပ်အချိုးမကျပါဘူး။ပြောရှင်မှုပြိုလေးပျက်စီးရတဲ့အကြောင်းရင်းကရုပ်ဝတ္ထုပစ္စည်းတွေပေါ်စိတ်ပိုင်းဆိုင်ရာအရာရင်းနှီးမြှုပ်နှံထားလို့ပါပဲ။စက်မှုလုပ်ငန်း၊သိပ္ပံပညာ၊ဤပညာနဲ့လူလုပ်ပြုပြင်ပြောင်းလဲမှုတွေဖုံးကားလာတာနဲ့အမျှရုပ်ပိုင်းဆိုင်ရာပစ္စည်းဥစ္စာတွေဟာပိုပိုများလာပါလေ။စက်မှုကအစောပိုင်းကာလတွေတုန်းက လူတွေဟာပစ္စည်းများများပိုင်ဆိုင်ရလေပိုပျော်ရွှင်ရလေဖြစ်မယ်လို့ယုံကြည်ကြပေမဲ့တကယ်တမ်းပစ္စည်းတွေပုံပေါ်ပိုင်ဆိုင်လာရချိန်မှာတော့သူတို့ထင်သားသလိုပျော်ရွှင်မှုတိုးမလာခဲ့တဲ့အပြင်လွတ်လပ်မှုတွေပါဆုံးရှုံးသွားခဲ့ကြရပါတယ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဟာပျော်ရွှင်မှုနဲ့တရက်ဆက်ဆက်မှုမရှိဘူးဆိုတာကိုနားလည်မယ်ဆိုရင်ချစ်ချင်းဘဝပုံစံကစိတ်ချမ်းသာဖို့မကောင်းတဲ့အပြင်ဘဟိတအရာတွေနောက်သာလိမ့်မိနေစေပြီးအတွင်းအိပ်စက်တာဖွပြိုးတိုးတက်မှုကို နှောင်းနှေးစေကြောင်းသတိပြုမိလာပါလိမ့်မယ်။ချီချင်းဘဝပုံစံရဲ့ချွင်းချက်တွေကိုသိရှိနားလည်ပြီးပြီဆိုရင်နောက်တစ်ဆင့်ဆက်လို့ရမှာကတော့လွတ်လပ်မှု independence နဲ့စင်ကျင်လုံးတရားအခြေခံတဲ့တွေးတွမှု rational thinking တို့ကိုပြုစုပြောထောင်ပြီးဖြစ်တည်ခြင်းဘဝပုံစံကိုအားပင်းဖြစ်တင်ဖို့ဖြစ်ပါတယ်။လွတ်လပ်မှုနဲ့စင်ကျင်လုံးတရားအခြေခံတဲ့တွေးတွစင်ကျင်မှုတွေဟာပြင်းမှဆွမ်းအားတွေရဲ့ပိတ်လွန်ခံရခြင်းကနေခြုံရှားနိုင်စေမဲ့လက်နက်ကောင်းတွေဖြစ်ပါတယ်။ ဒီအရည်အသွေးနှမျိုးကို ပြည့်စုံပြောထောင်ဖို့အတွက်ဆိုရင်အဆုံးမရှိတဲ့ပြင်မအရာဝတ္ထုတွေကိုပိုင်းဆိုင်လိုစိတ်တနည်းအားဖြင့်လောဘစိတ်ကိုစွန့်လိုက်ရပါမယ်။ပိုင်းဆိုင်လိုစိတ်ကိုစွန့်ခွာရမယ်ဆိုတာကပစ္စည်းဥစ္စာတွေကိုမြင်တာနဲ့ပလိတ်ရိုးကလိုဝေးဝေးပြေးဖို့ပြောတာမဟုတ်ပါဘူး။ဒါနဲ့ပတ်သက်ပြီးဆာရဲသူကဘဝရည်တည်နိုင်ရန်ရရှိပိုင်ဆိုင်ခြင်းဆိုတဲ့သဘောတရားတစ်ခုကိုတင်ပြထားပါတယ်။ဘဝရည်တည်နိုင်ရန်ပိုင်ဆိုင်ခြင်းဆိုတာကရုပ်ဝတ္ထုပစ္စည်းတွေကို ိုယ်ဘဝချင်းတန်ရေးအတွက်အမှန်တကယ်လိုအပ်မှသာအသုံးပြုရှင် ကိုရည်ညွှန်းတာပါဒီလိုရရှိပိုင်ဆိုင်ရှင်အမျိုးအစားမှာပစ္စည်းဥစ္စာတွေနဲ့ကိုယ်တန်ဖို့ကိုတက်တဲ့ပြဖို့စိတ်ဝင်စားပြီးဒီပစ္စည်းဥစ္စာတွေကိုယ်ဘဝမှာတကယ်အသုံးဝင်ဖို့ကသာစိတ်ဝင်စားပါလေဥပမာအဖြစ်စာဖတ်သူရဲ့အိမ်ဝင်ဖို့ရည်ရွယ်ချက်ကနေထိုင်ဖို့အတွက်ပဲဆိုရင်ဒါဟာဖြစ်တည်မှုကိုပဓာနထားတဲ့ရရှိပိုင်ဆိုင်လိုစိတ်ဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်လွတ်လပ်မှုနဲ့စင်ကျင်လုံးတရားအခြေခံတဲ့ ဆင်ခြင်တွေးတိုးတတ်မှုတွေကိုပြောထောင်ဖို့အတွက်ကိုဟာကိုပဲဖြစ်ကြအောင်တရားပြင်မအရာတွေတုံးပြီးကိုကိုကိုတက်သေးပြနေစရာမလိုကြောင်းသဘောပေါက်ဖို့လိုပါတယ်တကယ်လို့လူတွေဟာမွေးကလေးကကိုယ့်ရဲ့ဖြစ်တည်မှုကိုတက်သေးပြဖို့နဲ့လုံခြုံစိတ်ရှာရမှုရဖို့အတွက်ပြင်မကဘာကိုမှင်ခွန်နေခဲ့ကြတာပါဥပမာအဖြစ်ကလေးတွေဟာ အမေဘိတ်သေးကထွက်ထွက်ရှင် အမေရင်ဘက်ကနှုတ်ဆွဆွရတဲ့အခါမျိုးမှာမငိုကြတော့ပါဘူး ဘာကြောင့်လဲဆိုတော့အမေရင်ဝင်ကကလေးတွေအတွက်လုံခြုံစိတ်ရှရမှုပေးနိုင်လို့ဖြစ်ပါတယ်။ကလေးတွေတဖြည်းဖြည်းအွေရောက်လာတဲ့အခါမှာလေသူတို့ရဲ့မိဘမောင်နှမတွေအယုတ်တွေအလုတ်အကင်တွေလူနေမှုအဆင့်အတန်းတွေကြွေဝချမ်းသာမှုတွေကိုပိုင်ဆိုင်လာကြပြီးနောက်ဆုံးဘဝနေဝင်ချိန်မှာတော့ပိုင်ဆိုင်မှုတွေကိုခွဲဝေဖို့တည်တန်းစာတွေပြုလုပ်ကြပါလိမ့်မယ်။ဒီအရာအားလုံးဟာသူတို့တည်ရှိချမ်းသာခေကြောင်တက်တဲ့တွေဖြစ်လာကြပါတယ်။ဒါပေမဲ့ဒီနီလန်းမျိုးနဲ့ချမ်းသာသူတွေဟာ သူတို့ရဲ့ဖြစ်တည်မှုနဲ့လုံခြုံစိတ်ချရမှုကိုတက်တဲ့ပြနိုင်ဖို့အတွက်ပြည်မကဘာပေါ်အမြင့်မြင့်ကုန်နေကြရသူတွေပါကိုယ့်ရဲ့ဖြစ်တည်မှုကိုတက်တဲ့ပြဖို့အတွက်ပြည်မအရာဝတ္ထုတွေမလိုအပ်ဘူးဆိုတာကိုသိမြင်တဲ့လူကတော့ဒီအရာတွေကိုရယူပိုင်ဆိုင်ဖို့စိတ်မဝင်စားတော့ဘူးလောကကြီးရဲ့အလှပကိုသာတန်ဖိုးတာရှုမြင်ပါလိမ့်မယ်အလွန်အကျူးသုံးဆွင်းမှုဟာလေရှိရှင်းဘဝနဲ့ပုံစံရဲ့လက္ခဏာတစ်ခုပါပဲလူတွေဟာနေ့စဉ်မရှိမဖြစ်လိုအပ်တဲ့အရာတွေကိုပဲဝေယူအသုံးပြုပြီး မီနီမောလီဇင်ဘဝနဲ့နေထိုင်ရင် လုံလောက်ပေမဲ့ပစ္စည်းတွေဝယ်ပြီးရင်ဝယ်တဲ့အချက်ကိုမရက်တတ်နိုင်ကြပါဘူးကို့မှာအိတ်ခန်းနှခန့်ရှိရင်အိတ်ခန်းသုံးခန့်လိုချင်ပါတယ်တိတ်ခန်းချီသူကလုံချင်းအင်ကြီးကြီးလိုချင်ပါတယ်အဝတ်ပြီးတော့မှအဝတ်တွေပုံနေရင်လေဝတ်စရာမရှိဘူးလို့ညီးပြီးအစ်စ်ထက်ဝယ်ချင်နေတတ်ပါတယ်ဒီလိုအလွန်ကျူးအသုံးပြတတ်တဲ့အလစ်အချက်ဟာလူတွေကိုပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းစိတ်ပိုဖြစ်ပေါ်လာစေပါတယ်ဒါကြောင့် ဖြစ်တည်ခြင်းလူနေမှုပုံစံကိုပြောင်းလဲဖို့အတွက်ဆိုရင်တင့်လုံယုံလောက်တာသုံးဆွဲတဲ့စိတ်နဲ့စိတ်ထားကိုလက်ကျင့်ယူဖို့လိုပါလေကိုဘဝမှာအမှန်တကယ်လိုအပ်တာတွေကိုသာဝေယူအသုံးပြုရင်ဘဝကိုရိုးရိုးချင်းချင်းနေထိုင်ဖို့တင်ယုံနိုင်ပြီဆိုရင်ချီချင်းဘဝပုံစံကနေတဖြည်းဖြည်းလွတ်မြောက်နိုင်ပါလိမ့်မယ်ဒီလိုမျိုးအသင့်အသင့်သုံးဆွဲတဲ့လူနေမှုပုံစံကိုပြုစုပြောထောင်နိုင်ပြီဆိုရင်တော့ကုန်တိုင်းမှာတွေ့သမျှနောက်ဆုံးပေါ်အဝတ်တွေဖက်နှက်တွေကိုအာယုံစိတ်မိမှမဟုတ်တော့ပါဘူး ိုလိုချင်တဲ့ပစ္စည်းတစ်ခုခုတွေ့တာနဲ့ချက်ချင်းကောက်ဝယ်ပြီးအိမ်ယူသွားတာမျိုးမလုပ်တော့ပဲငါတကယ်လိုအပ်ရင်လားဆိုတာကိုပြန်လေသုံးသက်ဆင်ရှင်လာနိုင်တာကြောင့်ပြန်လေသုံးသက်ဆင်ရှင်လာပြန်လေသုံးသက်ဆင်ရှင်လာနိုင်ကြပြန်လေသုံးသက် ပြန်လေဆင်ရှင်သုံးသက်နိုင်လာတာကြောင့်မလိုအပ်တဲ့ပစ္စည်းတွေအိမ်မှာပွားထားမနေတော့သလိုပိတ်ဆံရွှေတာပြီးသားလေးဖြစ်သွားပိတ်ဆံရွှေတာပြီးသားလေးဖြစ်သွားပါလိမ့်မယ်လှပတဲ့အရာတစ်ခုကိုမြင်တွေ့ရတဲ့အခါမှာလေး ဒီရာကိုပိုင်ဆိုင်ဖို့တဲ့ဒီတိုင်းလေးထိုင်ကြည့်ပြီးသူ့ရဲ့အလှတရားကိုရှိကျူးအတိမတ်ပြတ်လာပါလိမ့်မယ်ပြမအရာဝတ္ထုရဲ့တီရှိမှုကိုလေးစားတက်လာပြီးဆိုရင် ပြမကမာရဲ့ထင်းချုံမှုအောက်ကနေလွတ်မြောက်သွားပြီးကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့အစွန်းအဆကိုအပြည့်အဝသိမြင်ခံစားလာရပါလိမ့်မယ်လို့ဖရွန်ကရေးသားဖော်ပြထားပါတယ်နင်ကုန်းရှုပ် to have or to be ဆောက်ရဲ့အနှစ်ရှုပ်မှတ်စုကိုတော့ဖတ်ရှုလေ့လာခဲ့ကြပြီးပါပြီဒီစာအုပ်ရဲ့ပထမခန်းမှာရရှိပိုင်ဆိုင်ခြင်းနဲ့ ဖြစ်တည်ချင်သာချင်းဆိုတဲ့ဘဝနေထိုင်မှုပုံစံနှမျိုးရဲ့ကွာခြားပုံတွေကိုလေ့လာရမှာဖြစ်ပါတယ်။ဒုတိယခန်းမှာတော့ချီချင်းနဲ့ဖြစ်တည်ချင်းတို့ရဲ့အခြေခံစည်းရဲ့လက္ခဏာတွေနဲ့တယံမှုတွေကိုဖော်ပြခဲ့ပါတယ်။တတိယခန်းမှာတော့ချီချင်းလူနေမှုပုံစံကနေဖြစ်တည်ချင်းလူနေမှုပုံစံကိုပြောင်းလဲနိုင်စေမဲ့အကြံပြုချက်တွေကိုလေ့လာဖတ်ရှုခဲ့ရမှာဖြစ်ပါတယ်။အစအဆုံးကိုနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အတွက်အတိတခုအတွေးတခုရရှိလင်းမြင်လို့မျှော်လင့်မိပါလေဗျမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုလေးကွန်မန့်မှာမက်ရှက်ပေးခဲ့ဖို့တောင်းဆိုပါရစေနောက်ထပ်စာအုပ်ကောင်းတွေကိုလေးဆက်လက်မျှဝေပေးအောင်မှာမို့တင်ပြမြကိုနားဆင်နိုင်ဖို့ YouTube channel လေးကိုလေး subscribe လုပ်ထားနိုင်ပါတယ်ဗျ